အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြို့ဝကျုံးမဒေတာလိုလူသိများကြတဲ့ PRV တိုင်းရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ရှားဟုပါ PRV တိုင်းရဲ့မြို့တော်ဟာပသိမ်မြို့ဖြစ်ပြီးပသိမ်ခရိုင်ဣန္ဒရခရိုင်ကျုံပြောခရိုင်လက်ပွတ်တာခရိုင်မဦးပင်ခရိုင်မြောင်းမြခရိုင်မြန်အောင်ခရိုင်ဖြတ်ပုံခရိုင်ဆိုပြီးခရိုင်၈ခုရှိပါတယ်ခရိုင်၈မြို့နယ်နဲ့ဖွဲ့စည်းထားပြီးမြို့နယ်ပေါင်း26မြို့နယ်မြို့ပေါင်း26မြို့တည်ရှိပြီးတော့ 2014ခုနှစ်စက်တန်းအရကျေးရွာအုပ်စုပေါင်း1912ဆူနဲ့ရွာပေါင်း1650တရွာရှိတယ်လို့သိရပါတယ်။လူမျိုးများအနေနဲ့ဗမာလူမျိုး၊ရခိုင်လူမျိုး၊ကရင်လူမျိုးများအများဆုံးနေထိုင်ကြပြီးဗုဒ္ဓဘာသာ၊ခရစ်ယာန်ဘာသာ၊အစ္စလာမ်ဘာသာနဲ့ဟိန္ဒူဘာသာဝင်များဖြစ်ကြပါတယ်။စီးပွားရေးလုပ်ငန်းများအနေဖြင့်တစ်လုပ်ငန်း၊စံစဘာလုပ်ငန်း၊ရေလုပ်ငန်းနဲ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလုပ်ကိုင်ကြပါတယ်။ ဆန်စပါးကိုအဓိကစိုက်ပျိုးတာကြောင့်မြန်မာနိုင်ငံရဲ့စပါးကြီးကြီးလိုတဲ့တင်စားခေါ်ဝေါ်ခြင်းကိုခံရပါတယ်။နမ်မဆက်သွေးရည်နေသည့်ကုန်းလန်းရည်နဲ့နှစ်သွေးလုံးကိုတုံ့ပြုကြပါတယ်။ဒီရည်တိုင်းဟာပျက်စီးအကြီးမားဆုံးသဘာဝဘေးအန္တရာယ်ဖြစ်တဲ့နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတံကို2008ခုနှစ်မေလမှာခံစားခဲ့ရပါတယ်။ခုကျွန်တော်တင်ဆက်ပေးသွားတဲ့အကြောင်းအရာတွေကတော့ဒီရည်တိုင်းရဲ့အကြောင်းပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့တခြားသိချင်တဲ့အကြောင်းအရာများရှိလို့ရှိရင် ီဗီဒီယိုရဲ့ comment မှာဝင်ပြီးတော့မှရှင်းသွားလို့ရပါတယ်ခင်ဗျာကျွန်တော် Yahoo ပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ